ဒါကဝင်နေများရှိပေမဲ့မိရှင်ကတော့ဘာမှပြောဘူး။ဟောရန်ဝန်းနေတော့ဗျာဘယ်လိုပြောမလဲဟိုဖြစ်နေတော့မိသားစုစုံစုံလေးနေကြနာပေါ့နော်။ဒါပေမဲ့အသက်ကြီးတာလို့ကျွန်တော်တို့ဆုံးမသွားတဲ့ခါကျရင်သူ့တက်ဘာမှမပေးနိုင်ပါဘူးရမ်းကြောက်တယ်ကျွန်တော်တို့နှစ်ယောက်တော့ဟိုဆုံးမသွားတဲ့ခါမှာပစ္စည်းဥစ္စာဖြစ်ဖြစ်ပေါ့နော်သူ့တက်ခိုင်မမဲ့တခုထပေးခဲ့ကြတယ်အဲ့ဒီရွေးချက်နဲ့သွားတာပေါ့နော်ဟိုလင်မယားနှောက်တဲ့ဆိုရင်တော့ပြောချင်တာတော့ရရဆဆလေးကဘယ်လိုမှစင်ပြေလေဘယ်လိုမှမဖြစ်ဘူးအဲ့တော့ဒီကလေးအသက်ကြီးတာကိုကျွန်တော်မရှိတော့ခင်

အရာလုံးတည်းလို့တပိုင်မမရဲ့ဟုတ်မင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်တတကျွန်တော်လည်းတားလေးပေါ့နော်ဟုတ်ဟိုအမျိုးသမီးရောလက်ရှိမှာတော့ဒီပြည်ပမှာလှုပ်သွားလို့နေထိုင်းမှာပေါ့ဟုတ်ကဲ့တားနမရောခောက်ရင်သူကတော့အဲ့လိုဒီရင်တော့သူအနေအေးတယ်စကားပြောရင်လေအဲ့လိုအေးတယ်သိပ်မပြောဘူးပေါ့နော်အဲ့လိုဒါပေမဲ့အဲ့လိုဟိုသူ့အလိုရုပ်ရှင်ရိုက်မယ်လို့ဗီဒီယိုရိုက်မယ်လို့ခေါ်လိုက်ရင်သူတက်တက်ကြွကြွနဲ့အဲ့လိုရိုက်တယ်ဝါသနာပါတယ်ငငယ်တဲ့အရန်ဝါသနာပါ အဲသူအဲစကားပြောတဲ့ခါသားတွေအဲဝါသနာပါကျွန်တော်မတင်တာပတင်ပြစ်တာကငယ်တဲ့ကသူအဲ့လိုမျိုးသူကသူဖုန်းနေကင်ပြီးရှောက်ရိုက်တယ်အဲ့လိုမျိုးကျွန်တော်ဖုန်းနေသူရှောက်ရိုက်တာနဲ့ပြည်နေသူ့မိသူအရန်ချစ်တယ်ကျွန်တော်အပြင်ထွက်လို့လို့ပေါ့နော်တနေကုန်သူ့မိနေနေပေါ့အဲ့လိုအဲသူ့ကိုယ်တိုင်ရိုက်ချင်တာနော်ဟုတ်မအောင်ရည်ကြီးလာလဲဆိုတော့လိုက်တယ်များရလို့ဟာတတိယလားတတိယပဲပတ်စံနေများရမမဲ့ပြန်ပေါ်မှာခံစားလို့များငိုတက်တယ် မင်းနာမမြေတနာပါလုံးလုံးနေတာတာတာကျိုးစားပြီးမမေုပ်ပြန်ခေါ်မှာအမ်သွားခိုင်းနေတော့ခြင်းနေဒါပေမဲ့တယောက်တည်းဖြစ်မှာဆိုလို့ပြောပြတာလေဟုတ်ပြောပြတယ်နေတိုင်းတော့ဆက်သွယ်ရှိပါလားညတိုင်းတော့မဖြစ်မနေသူ့မိရတော့အချိန်ပေးပြီးသူ့ကိုခေါ်တယ်ကိုမကသူကဟိုစက်သားဆက်ရုံမှာလောက်တာဒါသာကိုနေညာရှိပေမဲ့မမရှင်ကတော့ဒါမှမပြောဘူးမမင်းနဲ့နေတိုင်းဖုံးပြောနေရပေမဲ့ မမရဲ့ချွေးနဲ့လင်းတာလည်းရမ်းလွမ်းနေပြကျွန်တော်အိမ်အောင်စကြရတာပေါ့ကျွန်တော်အဲကျွန်တော်မြင်းသူပေါ့ကျွန်တော်တစ္ဆာရှိနေပေါ့လောက်ကင်အစင်ပြားလေးလောက်ကင်ကျွေးမွေးနေတာပေါ့အလုပ်ကလည်းစုံနေဗျာကားမောင်းနေနောက်ပုံစံတိုင်းနေမှာလည်းလုပ်တယ်ပုံလေးလည်းထမ်းတယ်နောက်ကြီးမလိုက်ငားသေးမှာပေါ့ငားထည့်တဲ့ပုံကိုကွဲတာဖားတာအဲ့ဒါကြီးသာလုပ်ခဲ့တာပေါ့နော်အဲ့မဲ့လို့လုတ်ပင်မယ်လေစားဝင်နေရအဆင်မပြေဘူးမပြေဘူးဆိုတာအကျွေးတော့မတင်ဘူးပေါ့ဗျာဒါပေမဲ့ဟိုအပူရှင်မရှိဘူးဒီကလေးကသူများစားကျင်တာလည်းမစားရဘူးပေါ့နော်ဝတ်ချင်တယ်လည်းမဝတ်ရဘူးအဲ့လိုမျိုးတွေဖြစ်လာခဲ့တော့ အလီမန်းညောတိုင်မြင်နေတာဗောနော်အဲ့ချိန်မှာပဲကျွန်တော်အမျိုးသမီးရဲ့အတော်ပါဗောနော်အတော်ကသူကလှမ်းဖုံးဆက်တာဗောနော်ထိုင်းအောင်လိုက်ခိုင်းမလားဗောနော်အကျွေးစနစ်နဲ့ဗောနော်နိုင်ငံနဲ့မလို့ဘူးဗောဘိုးရောက်မှသူ့ကိုပြန်ဆက်ဗောနော်အတိုးလည်းမရဘူးဗောအခုညီတဲ့သဘောပါမှာလေအခေါ်လာလိုက်မင်းလေးပဲဖြစ်နေအော်မင်းကကျွန်တော်သွားလို့ရှင်တာဗောနော်ဘာဖြစ်ကလေးဆိုတော့မင်းနဲ့ထားတာအကောင်းဆုံးပဲလေဒါပေမဲ့အဲ့လိုခေါ်အမျိုးသမီးကလည်းလိုက်သွားလိုက်သွားလိုက်မယ်တဲ့ဘာလို့ပတ်စံနေလဲဟိုမှာဒီတက်ဆိုင်နည်းနည်းကိုရတာဟုတ်ကိုရတော့ဟို သူအဆင်ပြေမယ်ထင်လို့လိုက်သွားလိုက်မယ်တဲ့ကျွန်တော်ဒီမှာတော့ဗျာဟိုကလေးထိနေပေါ့အဆင်ပြေရလေးလို့ပေါ့နော်ကျွန်တော်အခုလက်ရှိတော့ဒီပတ်ဝန်းကျင်ခေါ်ခိုင်းတာလေးတော့လောက်တာပေါ့ဗျာဟိုကလေးကိုထားခဲ့ပြီးကျွန်တော်အပြင်ထွက်လို့လို့လို့မရဘူးလေဟုတ်တယ်ဟိုရေတကြအဆင်ပြေဘူးလေကျွန်တော်ကားလည်းမောင်းတက်တယ်ဟိုကုမ္ပဏီလို့ကုမ္ပဏီလို့နေရာခေါ်တာရှိတယ်ဒါပေမဲ့ကျွန်တော်သွားလို့မရကလေးကိုထားခဲ့လို့မရဟိုကြည့်တာကကျွန်တော်ဂျီတော်တွေဖွားရတော့ရှိတာပေါ့နော်ကြည့်ပေးမယ်ဆိုရင်နေ့စဉ်ကြတော့ကလေးအတွက်အဆင်ပြေမှာဆိုးလို့လေအဲကြောင့်မို့ကျွန်တော်ကအမျိုးသမီးကိုလွှတ်လိုက်ရတာပေါ့နော် ဘသူလဲသနာပါလဲသူ့မိသွားတော့ငိုတယ်။ဟိုဟာခလေးတွေ့ပါဗျာ။ဟိုအေးရမုန်းလေးတော့သူ့မိမတွေ့တော့ဖျားဖျားလေးနေလှမ်းပြီးရှာတယ်။အဲ့လိုခုံခုံအောင်ထည့်လိုက်ရှာတယ်အဲ့လိုတပတ်လောက်ထိသူမတည်ငြိမ်ဘူးပေါ့နော်ခလေးကအခုမှပဲနည်းနည်းအဆင်ပြေသွားတယ်။ဟိုအရန်ဝမ်းနေတော့ဗျာဘယ်လိုပြောမလဲဟိုဖြစ်နေတော့မိသားစုစုံစုံနေနေနေကြတာပေါ့နော်။ဒါပေမဲ့အသက်ကြီးတာလို့ကျွန်တော်တို့ဆုံးမသွားတဲ့ခါကျရင်သူ့တက်ဘာမှမပေးနိုင်ပါဘူးအရန်ကြောက်တယ်ကျွန်တော်တို့နှစ်ယောက်တော့ ဟိုဆုံးမသွားတဲ့ခါမှာပစ္စည်းဥစ္စာဖြစ်ဖြစ်ပေါ့နော်သူတို့ခိုင်မမဲ့တာတစ်ခုထားပေးခဲ့ကြတယ်အဲ့ဒီရွေချက်နဲ့သွားတာပေါ့နော်ဟိုလင်မြားနှောက်တဲ့ဆိုရင်တော့ပြောကျင်တာတော့ရရဆဆလေးကဘလို့မှစင်ပြေလေဘလို့မှမဖြစ်ဘူးအဲ့ဒီကလေးအသက်ကြီးတော့ကျွန်တော်မရှိတော့ခင်ဟိုဘာမှပိုင်ဆိုင်မှုမရှိဘဲနဲ့ထားခဲ့ရင်ကလေးတယောက်တည်းမျက်နှာငဲရမှာဆိုလို့အားကြောင့်အခုချိန်မှာပြောရရင်နန္ဒနဲ့သွားပြီးတော့ရှာဖွေနေရတာပေါ့နော်အဲ့လိုဖြစ်နေဟုတ်ရှာတယ်ရဲ့စပွဲခုံအောင်ဒီလိုစောင်းသေးမှာစောင်းသေးရိုက်ရှာသူ့ကလေးတွေပေါ့နော်ပုံးနေလားတပတ်တော့ထိဘူးလမ်းတော့လားလေမင်း လွန်းနေစင်မကောင်းဖြစ်နေနော်မမေတော့လုံးလွန်းနေမမေဘာလို့ကျေးဇူးတင်လဲကျေးဇူးတင်လဲလွားနေတဲ့တရားမျိုးတော့တော်ဟာလေတဲ့ကျွန်တော်ကအစတော့သူကရင်းတော့ကျွန်တော်ဒီ Facebook လေးမှာဒီမဲ့ကလေးဗီဒီယိုဟာသာလေးအတင်းတင်းလူသိများလာတာပေါ့နော်လာတော့ကျွန်တော်ကခြေစွတ်တုံမြန်တဲ့အနေနဲ့မွေးနေ့လေးရှိတဲ့လူဆိုရင်ပေါ့နော်ကိုမိသားစုစုဝင်ထဲမှာရှိတဲ့လူဆိုရင်ကျွန်တော်ကမွေးနေ့ဆူတောင်းလေးသူ့ဗီဒီယိုလေးနဲ့ပြောပေးတာဟိုမြေတားနဲ့ပြောပေးတာပေါ့နော် အဲ့လိုပြောရင်းပြောပြန်ဒီနေ့ကျတော့သူမွေးနေတယ်ဆိုတော့သူ့မိကိုတတိယအကြောင်းလေးပြောမယ်သူကကျွန်တော်ရေးပြီးတော့သူ့ကိုတင်ပေးတာဒါပေမဲ့ तू ကအဲ့စကားလေးပြောနေပြောနေ तू ဝမ်းနဲ့လာလားမသိဘူးမှန်တော့ကျွန်တော်ရေးတဲ့စကားလုံးတွေကဒီတိုင်းပဲယူရန်သူများမွေးနေစုတောင်းလို့ပြောပေးဖို့ပဲဒါပေမဲ့ तू ကပြောရင်းပြောရင်းနဲ့အဲ့လိုဝမ်းနဲ့လာပြီးတော့ तू ကအဲ့လိုဒီလိုပုံအဲ့လိုပုံစံဖြစ်သွားတာပေါ့နော်ဒါပေမဲ့အစကကျွန်တော်ကတော့မတင်ဘူးလို့ဆုံးဖြတ်ထားတာပေါ့နော်ဟိုသူများဟိုမြင်စိတ်မကောင်းဖြစ်မှာဆိုလို့လေဒါပေမဲ့လေကလေးရဲ့ရင်ထဲကလာတဲ့စကားလေးပေါ့နော်ဒါမျိုးပြန်ရိုက်လို့လည်းမရတော့ဘူးလေ तू တကယ်ဟို အမှန်ကန်ဟုတ်ရင်းနဲ့ဝန်းနေနေအဲ့လိုဖြစ်သွားတာဆိုတော့ကျွန်တော်ကအဲ့လိုအမှတ်တရအနေနဲ့ပဲကျွန်တော်တင်လိုက်တာပါစာလီအဲ့တော့အဲ့မေမေဖေဖေပြောတဲ့ဟာလေးကိုယူတော့ဘာလို့ဝန်းနေဝါလဲဘာလို့ဝန်းနေဝါလဲဒါမေမေကိုလွမ်းလို့မေမေလွမ်းလို့မေမေပြန်လာမှာနော်မေမေကိုမေမေကိုဘယ်လောက်ဆောင်လွမ်းလဲအများကြီးလွမ်းနေအဲ့ပတ်သက်ရှိရင်မေမေကိုပြန်ခေါ်မှာလားခေါ်ခေါ်မှာ ပစဒါကျိုးသားပြမမျိုးပြန်ကုန်မှာအစတော့သူကတော့သူကလည်းပြောရင်သူသားလေးမခွဲကျင်ကတော်တော်သူလည်းမသွားခင်နေမှာလည်းငိုတယ်သူသားမသိအောင်ကျွန်တော်သိတယ်ညဘက်လေးထရသွားပြီထမင်းချက်တာမဟုတ်ဘူးသွားသွားငိုမှာကျွန်တော်သိတယ်ဒါပေမဲ့မသိကြအောင်ဆောင်ရပါတော့ကိုသွားမင်းပို့ပြီးတော့စင်ကောင်းဖြစ်မှာဆိုသွားလုံးကလည်းအဲ့လိုငိုလာပဲဟိုသူသူ့ကခလေးသာသူမပြောတာသူ့စိတ်ထဲမှာရောသူကဟန်ဆောင်ကောင်းတယ်သူကကျမဘာဟန်ဖြစ်တယ်လို့သူအရန်ဟန်ဆောင်ကောင်းကျွန်တော်ကသိတယ်သူသားလေးသူအရန်ချက်တာအဲ့လို ူလည်းဝမ်းနဲ့မှမလာဘူးလို့ပြောမှာဟိုသွားခါစားတော့လည်းဟိုအခုတော့ तू ကျွန်တော်ဘယ်လိုပြောလဲဆိုတော့ तू အကျွေးတွေကျရင်ပြန်လာခဲ့နေတဲ့။ तू ဘုမမချမ်းသာရင်လည်းနေပါသေးတော့ဗောနော်။ဒါပေမဲ့ तू သားလေးကိုလည်း तू အဲ့လိုနောက်နှချိန်မှာဘာမှမပေးခဲ့နိုင်မှာ तू အကြောက်တယ်။ तू စိတ်တွေဒွိဟဖြစ်နေ။အဲအဲ့တော့အဲ့တော့သားလေးကိုစိတ်ချလက်ချက် तू ထားခြင်းနဲ့တဲ့ကျွန်တော်ဒီမှာကလေးကိုလိန်မာကြီးကြားရှိအောင်ဆုံးမှာပြေပေါ့။ तू ဟိုလိုမှအလုပ်တွေစူးစမ်းပြီးသားလေးတွေလိုရတာပို့ပေးမှာဗောနော်။အဲ့လိုမျိုးဗောနော်။ဘယ်လိုပြောဆိုတော့သားလေးရဲ့လိုမှမေမေကဟိုတာတာ तू က ပြောရရင်ဟိုတတိုက်ကြီးနဲ့နေကျင်တာသူသူငယ်ချင်းတော်တော်များများအဲ့လိုအစဉ်ပြဲလူများလေသူကတိုက်ကြီးဆောက်တိုက်တိုက်ကြီးတိုက်ကြီးနဲ့နေကျင်တာဆိုတော့သူကျွန်တော်အသားလေးရဲ့လို့မိမိသွားဆိုတော့တိုက်ကြီးနဲ့နေအောင်လို့မိမိကသွားပြီးစူးစားတာလို့တသားကြောင်းတက်ပြီးပတ်စံနေသွားရှာတာလို့တသားစားဦးတဲ့ပတ်စံနေသွားရှာတာလို့အဲ့လိုလို့ပြောတာပါကျောင်းသားကျောင်းမြန်ချင်းတွေကမေးလာဘယ်လိုမျိုးရှိอืมจ้องซ่าแต่เนี่ยก็มีแหละตะช้าเมเมรีก็ลาจูเลยป่ะเนาะอะดูอมุเมเมก็เอาไปเนาะลามาอะตัวก็จ้องจูไปมาอะตัวเพเพเวลาจูก็ปีนเลยแหละตัวอ๋อ အဲ့လိုပြောတာအမေတွေ့တဲ့အထက်မှာပါလားပါတယ်ပါတယ်တော်တော်ပါဟုတ်လားကျွန်တော်လည်းသိမရင်းနေဘူးအော်အဲ့လိုသူ့မျိုးရမ်းတွေ့တာအပြင်သွားလိုက်မယ်ဆိုလဲအဲ့လိုသူ့မျိုးမပါရင်သူကမေးတာပေါ့မမင်းနဲ့ဆိုအရန်ပြောဖို့ကောင်းမယ်ပေါ့ကောင်းအဲ့လိုပြောတာအမေမင်းနဲ့အလူသွားခြင်းတဲ့နေရာရှိတာရှိတာအဲ့ဖယ်သွားခြင်းတဲ့ကစားခွင့်ကစားခွင့်အမေမင်းမမင်းနဲ့လူသွားခြင်းတာပေါ့နောက်ပြီးတော့ဘယ်လိုသွားခြင်းနေလဲ ဟောဗီယောတာကစားကုန်းမသွားတင်လားကစားကုန်းသူကသွားခဲ့ပြီလားကစားကုန်းတစ်ခုပဲရှိကြအောင်ငယ်တဲ့မမီပြန်လိုက်ရောဘာလို့လုံးဝတွေ့ထားတယ်မမီနဲ့မမီပြန်လိုက်ဘာလို့မလဲတဲ့မမီနဲ့တူတူဘယ်ရီသွားမလဲတဲ့ကစားကုန်းရဲ့နောက်ပန်းညံပန်းညံသွားမမီကိုအရင်ချစ်တာပဲလားဟုတ်အများကြီးချစ်တယ်ဖွင့်နေပြန်ပြန်ကျွန်တော်တို့မပြည့်စုံတဲ့လူဆိုတော့လေဟိုသူများလိုဟိုတင်နှမ်းမျိုးတွေပေါ့နော်လူပညာတင်နှမ်းမျိုးတွေအလူသေုပ်ဆောင်တင်နှမ်းမျိုးတွေမတတ်နိုင်ဘူးပေါ့နော် ဒါမှမဟုတ်ဟိုကျွန်တော်တည်တော့မှတ်တော့ပြောသူ့ကိုတင်ပေးတော့သူ့ကိုယ်တိုင်းလည်းဟိုပြောလိုက်ပြောရတဲ့လိုက်လုပ်တယ်သိတင်စရာမလိုဘူးပေါ့နော်အဲ့လိုမျိုးဟုတ်ဟုတ်ဒါပဲတော့ပြန်ခေါ်ခြင်းလေတဲ့မိမိကိုစဉ်းစားတော့စဉ်းစားတော့စဉ်းစားတော့မိမိကိုပြန်ခေါ်မှာဟောမိမိကိုပြန်ခေါ်မှာစဉ်းစားငါကြည့်လိုက်ပါဘာဝါသနာပါလေတဲ့ရုပ်ရှိရတဲ့ဝန္ဒနာပါနောက်ပြီးတော့လည်းမင်းသားဖြစ်တယ်တော့အိမ်မနေဘူးဆိုတော့ကျူစားလိုက်တိုက်ကြီးမှာဟုတ်လားတိုက်ကြီးဆောင်မယ်ဗော ေနဲ့မမေကိုပြန်ပြီးတော့ဆက်တည်ပေးမှလားဟုတ်ပေးမှဆာကျွေးမှမမေကိုလည်းဆာကျွေးမှမမေကိုလည်းမမေနဲ့ညာဘက်ဗီဒီယိုကောတွေပြောရင်ဘာတွေပြောပြလဲအများကြီးပြောရဲ့ဟုတ်လားဘာကြောင်းတွေပြောလဲအကုန်ပြောကြတာဟုတ်လားအမမေမရှိတဲ့အချိန်မှာဖေဖေရရောဘယ်တော့မှတသားကိုဂျူးဆိုင်ပေးတယ်အများကြီးဆိုင်ပေးဟုတ်လားအမမေနဲ့မမေမမေညီပါဂျူးဆိုင်ပေးရလားဖေဖေရ ဖပြာဖပြာတော့ဖုံးကြည့်ခိုင်းဖုံး10မိနစ်ပဲကြည့်ခိုင်းနေဖုံးသိမ့်ကြည့်ခိုင်းသူ့10မိနစ်ကြည့်ပြီးနာအဲ့လိုတနာစင်းနေစကရင်စကရင်တိုင်းများတော့လေမကောင်းပါဆိုသူ့အဲ့လိုဖုံးနေသိမ့်မပြတ်ခိုင်းတနာနာခိုင်းနာ10မိနစ်စကားပဲကြည့်တနာနာအပြီး10မိနစ်စကားလည်းပြန်ကြည့်အဲ့လိုကျွန်တော်ကအဲ့လိုပြောရရင်သူ့ဝင်ထွက်သွားခြင်းမှာတော့အဲ့အကြီးမားဆုံးစိန်ခေါင်းကမီးဖို့ကြောင့်ကိစ္စကျွန်တော်မချက်တယ်မပြုတ်တတ်ဘူးလေသူ့ဝင်ထွက်သွားတဲ့အချိန်မှာကျွန်တော် သူចောင်းတက်ဖို့တော့သမင်းချက်တွေထည့်ရအောင်မယ်နော်နောက်ပိုင်းじゃသူ့ကိုကြွေးဖို့တက်ဖို့ထည့်ရအောင်ဝယ်စားလို့ရလည်းမဖြစ်ဘူးလေချက်စားရမယ်အဲ့ဒါအကြီးမားဆုံးစိန်ခေါ်မှုပဲညီဖို့ကြောင်းကျွန်တော်ဘယ်ရဘယ်လိုစကန်ရမှာမသိဘူးအဲ့ဒါနဲ့တို့ပေါ့ဟိုကျွန်တော်အတော်တွေကျွန်တော်ကြီးတော်တွေကျွန်တော်အမတွေကိုခေါ်ပြီးတော့သူတို့တင်ရတာပေါ့သူချက်တင်အဲ့လိုဒူဝဲဖြည်းဖြည်းနဲ့အစီပြေသွားတာပေါ့အဲ့ချက်တာပြောတာတော်တော်ကျွမ်းနေဆော်တာဖို့တာလည်းတော်တော်ကျွမ်းနေဒါပေမဲ့တားလျက်လိမ်မာတော့အရင်တော့ဒါပြောရမှာမဟုတ်ဘူးသိဆူစရာမလို့သူကစိတ်ချတာတားလျက်ဒီမှာနေဆိုသူကဆော့နေတယ်တားစရာကျွန်တော်လည်းလုပ်စရာရှိရအောင်လုပ်ပေါ့နော်ကျွန်တော်ကတော့ဒီပြောရရင်တော့ ကိုယ်နိုင်ငံကိုချစ်တယ်ဗျာတဲ့လိုက်ဝါးခြင်းကိုယ်နေပြောရတော့အဲ့လိုသူအစင်ဟိုမှာအစင်ပြေပါစေနဲ့ဆူတောင်းပေးပါလားဗျာသိလားသူအစင်ပြေလာဒီမှာပဲကျွန်တော်နေခြင်းတယ်ဟုတ်ဟိုပြောခဲ့တယ်လို့ပေါ့နော်မချမ်းသာနေဆိုမိသားစုတွေစုစုဝင်နေကိုယ်နိုင်ငံလေးမှာကိုယ်နေခြင်းတယ်ဟုတ်သားကိုချစ်ပေးတဲ့လူတွေကျေးဇူးတင်ပါတယ်ဟုတ်ဟိုတသားစကားပြောတာအမှားရင်းပါပါခဲ့ရတယ်ဒါကျွန်တော်နဲ့ပဲဆိုင်မှာကလေးကကျွန်တော်ပြောတဲ့အတိုင်းပြောရတာဆိုတော့လေအဲ့လိုတွေပါသွားခြင်းနဲ့ခွင့်လွှတ်ပြီးတော့နားလည်ပြီးတော့ကြည့်ရှုပေးပါလို့ဟုတ်ကျွန်တော်မြေလာရက်ခံပါတယ်ခင်ဗျာငါပြောပြပါတယ်ကျေးဇူးတင်ပါတယ်